င်္ဂလာပါရှင်။နိုဝင်ဘာလ17ရက်နေ့အတွက်တန်လင်ထိုင်းမြက်ညနေခင်းနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပြီးတော့မှာပါ။တန်လင်ထိုင်းမြက်သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တန်လင်ထိုင်း Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကျွန်မယွန်ကြည့်ပြပါရှင်။ဒီကနေ့ညနေခင်းထုတ်လွှင့်မှုမှာတင်ဆက်ပေးမယ့်သတင်းတွေကတော့ KNU တထုံခရိုင်ဥက္ကဋ္ဌဘဒုစောစိုးမြင့်အပါဝင်22ဦးအမှုဖွင့်ခံရတဲ့တဲ့။ လောင်းလုံးမှာစစ်ကြောင်းထိုးနေလို့ဒေသခံ1500နီးပါးထွက်ပြေးနေရတဲ့တဲ့နဲ့မြမအရေးအတိမတ်ပြုမှုနိုင်ငံသားတွေစီကစစ်ကောင်ဖြစ်မျှော်လင့်နေတဲ့တဲ့တွေကိုပါရှုစားကြရမှာပါနိုင်ငံတကာတဲ့တွေမှာတော့ကမ္ဘောဒီးယားနဲ့ရန်လုံမှုတွေရှိနေသေးပဲလို့ထိုင်းပြောလိုက်တဲ့တဲ့နယူးဒေလီဘုံခွဲမှုနောက်ွယ်ကလူတွေကိုချမ်းသာပေးမှာမဟုတ်ဘူးလို့အိန္ဒိယဝန်ကြီးချုပ်ပြောလိုက်တဲ့တဲ့တွေနဲ့အတူမနက်ဖြန်အတွက်မိုးလေဝသတဲ့တွေကိုပါတင်ဆက်ပေးသွားပါမယ်ရှင် င်အမျိုးသားစီယုံ KNU တက်မှာတဲ့တထုံခရိုင်ဥက္ကဋ္ဌဘဒိုစောစုံမြင့်အပါဝင်22ဦးကိုရွေးကောက်ပွဲကာကွယ်ရေးဥပဒေနဲ့အမှုဖွင့်အရေးယူထားတယ်လို့စစ်ကောင်ရှင်ဘက်ကသတင်းထုတ်ပြန်ပါတယ်။ KNU တထုံခရိုင်ဟာအာဏာသိမ်းစစ်ကောင်ရှင်ကျင်းပပြုလုပ်မဲ့အထွေထွေရွေးကောက်ပွဲကိုစန့်ကျင်တိုက်ဖြတ်သွားဖို့ကြေညာချက်ထုတ်ပြန်ခဲ့တဲ့အတွက်နိုဝင်ဘာလ9ရက်နေ့မှာတထုံမြို့နယ်တိန်စိတ်နယ်မြေရဲစခန်းမှာအမှုဖွင့်ခဲ့တာလို့ဆိုပါရရှင်။ KNU တထုံခရိုင်ဥက္ကဋ္ဌဘရိုစောစိုးမြင့်နဲ့အဖွဲ့ဝင်22ဦးကိုတော့အထွေထွေရွေးကောက်ပွဲနှောက်ရဟန်တာဖျက်ဆီးခြင်းမှကာကွယ်ရေးဥပဒေပုံမှာ23ခခွေးနဲ့အမှုဖွင့်အရေးယူထားတာဖြစ်ပါတယ်။စစ်ကောင်မရှင်ရဲ့အမှုဖွင့်အရေးယူမှုပေါ်ဂရုမစိုက်ကြောင်းနဲ့ KNU ရဲ့မူဝါဒအတိုင်းဆက်လက်လှုပ်ဆောင်သွားမယ်လို့ KNU တထုံခရိုင်အတွင်းရင်းမှဘရိုစောအေးနိုင်ကတန်လွင်ထမ်းမှုပြောပါရရှင်။ KNU တထုံခရိုင်ကစစ်ကောင်ဖြင့်ကျင်းပမဲ့ရွေးကောက်ပွဲကိုစန့်ကျင်ရေးလှုပ်ရှားမှုတွေမှာပူးပေါင်းပါဝင်တဲ့တပ်ဆိုင်သူတွေရဲ့စူပေါင်းခေါင်းဆောင်မှုတွေနဲ့အတူအင်အားတစုဖွဲ့စည်းထူထောင်ပြီးတော့တိုက်ဖြတ်ချိန်မုံသွားမယ်လို့ပြီးခဲ့တဲ့စက်တင်ဘာလ20ရက်နေ့ရက်စွဲနဲ့ကြေညာထားပါတယ်ရှင်။တဖက်မှာလည်းစစ်ကောင်ဖြင့်ဟာ KNU ဥက္ကဋ္ဌဗဒိုစောကွယ်ထူးဝင်းအပါဝင်အဖွဲ့ဝင်73ဦး အာရခတက်တော် AA ချင်းပြည်အစိုးရတပ်ဖွဲ့ဝင်16ဦးတို့ကိုလည်းပြီးခဲ့တဲ့စက်တင်ဘာလ24ရက်နေ့မှာရွေးကောက်ပွဲကာကွယ်ရေးဥပဒေနဲ့အမှုဖွင့်ထားပါတယ်။အာနာသိန်းစစ်ကောင်ရှင်ဟာသူတို့ပြုလုပ်မဲ့ရွေးကောက်ပွဲပေါ်စန့်ကျင်သူတွေကိုရွေးကောက်ပွဲကာကွယ်ပေးရေးဥပဒေနဲ့ဇတိုက်ဆိုသလိုအမှုဖွင့်အေးအေးယူထားတာကိုလှုံ့ဆော်နေတာပဲဖြစ်ပါတယ်။တနင်္လာနေ့တိုင်းလောင်းလုံးမြို့နယ်ညင်းမော်ကျေးရွာမှာစစ်ကောင်ဖြင့်တက်စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ရွာလုံးကျွတ်ထွက်ပြေးတန်းဆောင်နေရတယ်လို့သိရပါဗျ။ဒီသတင်းကိုတော့အီမီယောင်ကတင်ဆက်ပေးထားပါရရှင်။တနင်္လာနေ့တိုင်းလောင်းလို့မြို့နယ်မြင့်မော်ကျေးရွာမှာစစ်ကုမရှင်တပ်စစ်ကြောင်းထုံးဝင်ရောက်လာတာကြောင့်ရွာလုံးကျွတ်ထွက်ပြေးတန်းဆောင်နေရတယ်လို့ဒေသခံတွေကတန်တွင်တိုင်းကိုပြောပါဗျ။လူမာလာ၁၀ရက်နေမနဲ့စောပိုင်းကစပြီးအင်းအား90ဝင်းကျင်ပါတဲ့စစ်ကုံရှင်တက်ဟာလောင်းလုံးမြို့ပေါ်ကဆင်းမြင့်မော်ကျေးရွာဘက်ကိုစစ်ကြောင်းထိုးဝင်ရောက်လာခဲ့တာပါမြင့်မော်ကျေးရွာကိုစစ်ကြောင်းထိုးလာတဲ့စစ်ကုံရှင်တက်ဟာ အဲ့ဒီညပိုင်းမှာတော့ကြီးတော်ဘုန်းကြီးเจ้าမှာတက်ဆွဲနေထိုင်နေပြီးလက်နဲ့ကြီးလက်နဲ့ငယ်ရန်တမ်းပြစ်ခတ်တာတွေလှုပ်ဆောင်နေတယ်လို့ဆိုပါတယ်။စစ်ကော်မရှင်ရဲ့စစ်ကြောင်းထိုးဝင်ရောက်မှုနဲ့လက်နဲ့ကြီးရန်တမ်းပြစ်ခတ်မှုကြောင့်ညမော်ကြီးရွာကဒေသခံ1500နီးပါးရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရသလို မတင်းရှောင်တဲ့လမ်းသွားလမ်းလာနဲ့ဒေသခံချူဖမ်းဆီးခံရတာရှိရလို့ဒေသခံမျိုးသားတူကတန်လင်တိုင်းကိုပြောပါတယ်။တက်ရှိမှာစစ်ကောင်ရှိတဲ့ဟာမြို့မကြီးရွာဘုံကြီးเจ้าမှာတက်ဆွဲထားပြီးအနီးနားကြီးရွာတွေကိုလက်နက်ကြီးနဲ့ရန်တမ်းပစ်ခတ်နေတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ10ရက်နေ့မနက်စောပိုင်းကလောင်းလုံမြို့ဝယ်ရှိပြည်တော်စုချက်ခိုင်ရင်းနဲ့ဖွံ့ဖြိုးရေးပါတီယုံမိုင်းခွဲဖျက်ဆီးခံရပြီးနောက်စစ်ကောင်ရှင်တက်ကအနီးနားကြီးရွာတွေကိုစစ်ကြောင်းထိုးလာတာဖြစ်ပါတယ်။ လာမယ့်နှစ်ကုန်ပိုင်းနဲ့နောက်နှစ်စံပိုင်းအတွင်းပြုလုပ်မယ့်အထွေထွေရွေးကောက်ပွဲနဲ့ပတ်သက်ပြီးမြမအရေးကိုမဲပေးပိုင်ခွင့်ရှိတဲ့နိုင်ငံသားတွေစီကအတိမတ်ပြုဆုံးဖြတ်မှုကိုမျှော်လင့်တယ်လို့စစ်ကောင်ရှင်ကပြောဆိုပါတယ်။ဒီသတင်းကိုတော့ဝိုင်းနီကတင်ဆက်ပေးထားပါရရှင်။လာမယ့်နှစ်ကုန်ပိုင်းနဲ့နောက်နှစ်စံပိုင်းအတွင်းပြုလုပ်မယ့်ပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲနဲ့ပတ်သက်ပြီးမြမအရေးကိုမဲပေးပိုင်ခွင့်ရှိတဲ့နိုင်ငံသားတွေစီကအတိမတ်ပြုဆုံးဖြတ်မှုကိုစစ်ကောင်ရှင်ကမျှော်လင့်နေပါတယ်။ သူတို့ကျင်းပမဲ့ရွေးကောက်ပွဲကိုမိဖက်နိုင်ငံတချို့ကလွှဲရင်ကုလသမဂ္ဂနဲ့ EU ပါဝင်နိုင်ငံတကာကထောက်ခံမှုမရှိတဲ့ပေါ်ဆက်ကော်မရှင်ပြောခွင့်ရဗိုလ်ချုပ်စော်မင်းထွန်းကပြည်သူတွေကိုအတိပေးချက်ဆိုပြီးနိုဝင်ဘာ10ရက်နေ့မှာနိုင်ငံပိုင်ဝါဒဖြန့်ရုပ်သံမီဒီယာတွေကနေအတိပေးလာတာပါတိုင်းတစ်ပါးနိုင်ငံတွေရဲ့ဩဇာအာဏာနဲ့ဘလို့ဝင်ရောက်ဆွတ်ဖက်မှုကိုမှ မြန်မာနိုင်ငံရဲ့ရွေးကောက်ပွဲပြပြအောင်ပြောင်းလဲအောင်လုပ်လို့မရပဲမြန်မာရေးကိုနိုင်ငံသားတွေကပဲအတိမတ်ပြုဆုံးဖြတ်ရင်လုံလောက်နေပြီလို့ဆိုပါတယ်မြန်မာနိုင်ငံသားတွေရဲ့အနာဂတ်ကိုနိုင်ငံသားတွေကပဲဖန်တီးနိုင်ဝင်ရှိတဲ့အတွက်မြန်မာရေးကိုရွေးကောက်ပွဲမဲပေးတဲ့နိုင်ငံသားတွေကပဲအတိမတ်ပြုဆုံးဖြတ်ရမယ်လို့ပြောပေမဲ့ပြည်သူတွေကတော့ယုံကြည်မရှိဘူးလို့ပြောဆိုနေကြတာပါမွန်ဒီတာကန်ပြည်သူတို့ကဒီရွေးကောက်ပွဲဟာလွတ်လပ်မျှတတယ်လို့မမြင်တယ်လို့ကိုယ်စားလှယ်လောင်းတွေကလည်းဘာမှရေရေဝုန်ဝေမပြောဆိုရဲဘူးလို့တန်လွင်တိုင်းကိုပြောပါလိမ့် တော်လက်ရှိမြန်မာနိုင်ငံအနေနဲ့ဒီအကြောက်တရားကိုရှိရင်တင်နေဟိုတာပေါ့ဗျာထောက်ခံမှုပဲရနိုင်တော့ထောက်ခံတော်တော်များများတော့ဒီရွေးကောက်ပွဲကလွတ်လပ်ပြီးတရားမျှတတယ်လို့မမြင်နဲ့တော့တက်ပြီးတော့ထောက်ခံတာလေတော့မရှိဘူးเนาะဟိုတာမရှိဘူးပေါ့မျှတမှုမရှိတဲ့ပုံစံမျိုးတွေဖြစ်နေတယ်နောက်လက်ရှိကိုယ်စားလှယ်လောင်းတွေကိုယ်တိုင်ကလည်းရေရဘဘာမှပြောဆိုနာမတွေ့ဘူးပေါ့နော်ပြောလို့မပြောရဘူးကိုယ်စားလှယ်လောင်းတွေကိုယ်တိုင်ကလည်းရွေးကောက်ပွဲချရင်ဟိုနှောက်ရက်ပြီးတဲ့ဥပဒေနဲ့ တရားစွဲခန့်ရမယ်ဆိုလို့တော်တချို့ဟာတွေဆိုချင်း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 နဲ့ပြောနေရတဲ့အနေထားဖြစ်တဲ့အတွက်ကျွန်တော်အမြင်တော့လက်ရှိဒီယူတော့ပွဲကတော့ဟောပေါ့နော်ကျွန်တော်ဤသူတွေကတော့တခဲတနန်းထောက်ခံအားပေးတဲ့ယူတော့ပွဲတော့မဖြစ်နိုင်ဘူးပေါ့နော်နှစ်ထောင်ဆယ်ပြည့်နှစ်ထွေထွေရွေးကောက်ပွဲမှာမဲမတမာမှုအကြောင်းပြချက်နဲ့စစ်တပ်ကနိုင်ငံအာဏာအရရက်ကိုတင်းယူကအရေးပေါ်အခြေအနေဖြစ်တစ်နှစ်ကျင်းညာခဲ့ပြီးနောက်ပိုင်းမှာတော့6လတက်တန်းကို9ကြိမ်အထိတိုးယူခဲ့တာပါ ပြီးခဲ့တဲ့ဇွန်လ31ရက်နေ့မှာခေါ်ယူခဲ့တဲ့အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီစီဝေးကနေနိုင်ငံတော်ကိုရေးပေါ်အခြေအနေဖြစ်ကြေညာထားမှုကိုပြန်လည်ရုပ်သိမ်းခဲ့တယ်လို့စစ်ကောင်စီကလည်းဖျက်သိမ်းခဲ့ပါတယ်။ဒါပေမဲ့စစ်ကောင်ဆောင်ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ကိုရိုင်းယာယီတမရယာရုနဲ့အာနာအရရက်ကိုမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီထံပြန်လည်လွှတ်ပြီးရွေးကောက်ပွဲကျင်းပဖို့စစ်ကော်မရှင်ကိုအသွင်ပြောင်းဖွဲ့စည်းခဲ့ပါတယ်။ရှားပြည့်ဆိုရတရားဖြစ်ဖွဲ့စည်းခဲ့တဲ့စစ်ကော်မရှင်ဟာအခုချိန်မှာမြန်မာနိုင်ငံအတွင်းလွတ်လပ်ပြီးတရားမျှတတဲ့ထွေထွေရွေးကောက်ပွဲကို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ညီကျင်းပပေးသွားမယ်လို့အတန်ကောင်းဖြစ်ပြီးကြုံဝါနေတာပါဒါအပြင်ရွေးကောက်ပွဲဟာပြည်သူအတန်ကိုနားထောင်ပြည်သူတွေရဲ့ကောင်းကျိုးဆန္ဒကိုဖြည့်ဆည်းပေးနိုင်တဲ့အမြန်ဆုံးရန်နေရာစနစ်တစ်ခုဖြစ်လို့မဲပေးပိုင်ခွင့်ရှိတဲ့နိုင်ငံသားတိုင်းမဲပေးကြဖို့စစ်ကော်မရှင်ပြောရေးဆိုခွင့်ရှိသူကတိုက်တွန်းထားပါသေးတယ်မွန်ဒီသာကံပြည်သူတို့ကတော့ရွေးကောက်ပွဲကိုဘယ်နည်းနဲ့ဖြစ်ဖြစ်ဘလောက်ပဲတေချာအောင်လုပ်တယ်ပြောပြောယုံကြည်မှုမရှိသလိုစိတ်ဝင်စားမှုမရှိဘူးလို့တန်လွင်တိုင်းကိုပြောပါတယ် 唔使啊！呢啲嘢嚟住都好，嗰种咩码嘢，嗰种十楼嗰度唔系咩嘢，即系话，十楼嘅我哋啲三楼嗰啲嘢，有时系甚至五千万铺，我都估下价咗，比我话中年旧公司啊，中年旧我司廿条楼，或者嚟做，唔系佢呢度做都系嘅，而好聪明，所以又想 P D V A 嚟住出下，或者冇件事嘅，成年成年咧就冇啲嘢，嗱你咩？你麻麻得咯，一路好料先至有嘅咯。 မြန်မာနိုင်ငံမှာတကြောပြန်ဆရာနာတိမ့်မှုကြောင့်တိုင်းတလက်နှက်ကင်ဖွဲ့စည်းတွင်နဲ့တော်လိုင်းအင်အားစုတွေကဆရာနာရှင်စနစ်ကိုအမြင့်ပြတ်ခြေမုံမှုစစ်တပ်နဲ့တိုက်ပွဲတွေဖြစ်ပွားနေတာ၅နှစ်ဒီပါရှိလာနေပါပြီဒီချိန်ဒီမှာစစ်တပ်ဘက်ကလက်လွတ်ထားတဲ့နေမြေအများပြားရှိခဲ့ပေမဲ့အသက်သွင်းခဲ့တဲ့ပြည်သူစစ်မှုထမ်းဥတွေကနေတောင်းချီရရှိလာတဲ့တပ်အင်အားကိုအုံချတာလက်ရှိမှာနေမြေတချို့ကိုပြန်လည်ထိန်းချုပ်လာနိုင်ခဲ့ပါတယ် တစ်ဖက်မှာမြောက်ပိုင်းတိုင်းဒေသလက်နက်ကိုင်အဖွဲ့အစည်းတွေကကိုကန့်တက် MNDA နဲ့တန်းတက် TNL တို့ကလည်းတရုတ်စိုးရရဲ့ဖိအားပေးမှုနဲ့အတူလေကြောင်းဗိုလ်ကျဲတိုက်ခိုက်မှုဒဏ်တွေကြောင့်စစ်တပ်နဲ့အပြစ်ခတ်ရဲဆဲဖို့သဘောတူထားကြတာပါဒါပေမဲ့ကျန်တဲ့တိုင်းဒေသလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့နှွေဦးတော်လန်ရေးကနေပောက်ခွာလာတဲ့ပြည်သူ့ကာကွယ်တပ်မတော် PDF အပါအဝင်ဒေသနဲ့လူမျိုးအခြေပြုလက်နက်ကိုင်အဖွဲ့တွေကတော့ဆက်လက်တိုက်ပွဲဝင်နေကြပါသည်။ဒါကြောင့်စစ်ကော်မရှင်ကရွေးကောက်ပွဲကိုအပိုင်း၃ပိုင်းခွဲပြီး အပိုင်း1ကိုလာမယ့်ဒီဇင်ဘာ28ရက်နေ့မှာတရား2မြို့နယ်နဲ့အပိုင်း2ကိုနောက်နှစ်ဇန်နဝါရီ17ရက်နေ့မှာတရားမြို့နယ်ပြုလုပ်သွားဖို့စီစဉ်ထားတာပါအပိုင်း3ကိုတော့အပိုင်း2ကျင်းပပြီးနှစ်ပတ်ကြာမှာဆက်လုပ်သွားမယ်လို့စစ်ကော်မရှင်ကနေသိရပါတယ်ကုလသမဂ္ဂလူ့ခွင့်ရေးဆိုင်ရာမဟာမင်းကြီးဘော်ဂါတက်ကတော့မြန်မာနိုင်ငံမှာဘုံကျဲတိုက်ခိုက်မှုတွေနဲ့လူ့ခွင့်ရေးချိုးဖောက်မှုတွေကြဲကြဲပြန့်ပြန့်ဖြစ်ပွားနေချိန်မှာလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲကျင်းပနိုင်မှာမဟုတ်ဘူးလို့နိုဝင်ဘာ10ရက်နေ့မှာပြောကြားထားတာပါ မြန်မာနိုင်ငံရဲ့ရွေးကောက်ပွဲပေါ်ကွဲပြားခြားနားတဲ့နိုင်ငံတကာတုံ့ပြန်မှုတွေရှိနေပေမဲ့မိဖက်နိုင်ငံတွေရဲ့ထောက်ခံမှုတွေကတော့အခိုင်အမာရရှိထားပြီးဖြစ်တယ်လို့စစ်ကော်မရှင်ပြောခွင့်ရဗိုလ်ချုပ်စောမင်းထွန်းကဆိုပါတယ်။ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေကိုလိပ်ပြာလုံလုံလှုပ်ဆောင်ထားတဲ့အတွက်မြန်မာနိုင်ငံရဲ့မိဖက်နိုင်ငံတွေနိုင်ငံတကာအဖွဲ့အစည်းတွေနဲ့တခြားနိုင်ငံတွေကိုပါပွင့်လင်းမြင်သာတဲ့လုပ်ငန်းစဉ်တွေကိုလာရောက်ကြည့်ရှုလေ့လာဖို့ဖိတ်ခေါ်ထားပါတယ်။ လက်ရှိမှာလည်းရွေးကောက်ပွဲနဲ့ပတ်သက်ပြီးပြည်တွင်းကတရုတ်ဆောင်တွေနဲ့အစိုးရတွေကိုဒီမိုကရေစီခိုင်မြဲဖို့မဲယုံသွားပြီးမဲပြီးဆိုရွေးကောက်ပွဲမှသည်ပုံမကောင်းမွန်သောနာဂက်စီတို့စတဲ့ကြွေးကြော်သံတွေနဲ့ဝါရဖြန့်စီယုံလှုံ့ဆော်ခိုင်းတဲ့အစီအစဉ်တွေကိုစစ်ကော်မရှင်ကစတင်လှုံ့ဆော်လာနေပါပြီ။ပြည်သူတို့ကတော့အာဏာသိမ်းအဖွဲ့ကနေလှုပ်ပေးမဲ့ရွေးကောက်ပွဲကိုယုံကြည်မရှိသလိုပြည်သူတွေရဲ့အခွင့်အရေးကိုလှုံ့ဆော်ပေးပါမယ်လို့ပြောနေသူတွေကိုလည်းမယုံကြည်တဲ့အတွက်အလိမ်ညာဇလန်းတစ်ခုပဲလို့မှတ်ချက်ပြုပါရစေ။ 的而更怕邊批呢個展批这种呢個的哦。咯，佢、啊嗯、你有求高嘅你比誒少，係嘛？咁另外，佢啲內嘅係要呢啲條件嘅，你咯啊有冇？比話有冇需要？我哋慢慢加加咯，估如果呢啲嘅嘢都比較難講嘅，你有應招幾多個嚟應招？應招幾多個都幾嘅時候嚟應招？誒，你而家幾多個嚟應招？出嚟嘅點解而家？ ဲ့လိုမျိုးဒီလိုမျိုးရှိရည်ပေါ်ပေါ်တဲ့ခုမှာဒါပြတ်တော့ဆိုပြီးတခုပဲလို့ကျွန်တော်ထင်ပါတယ်ခင်ဗျာလွန်ခဲ့တဲ့နှစ်ပတ်ကျော်အတွင်းပြည်သူ့လှုပ်ရှားမှုပလက်ဖောင်းရဲ့လွတ်လပ်တဲ့သုတေသနအဖွဲ့ကနေကောက်ယူခဲ့တဲ့စစ်တမ်းတွေရစစ်ကော်မရှင်ဥဆောင်ကျင်းပမဲ့အထွေထွေရွေးကောက်ပွဲကိုမယုံကြည်သူ68ရာခိုင်နှုန်းရှိနေတယ်လို့ဖော်ပြထားတာပါဆရာနာရှင်စနစ်ကိုနှီးမျိုးစုံနဲ့ဆန့်ကျင်နေကြတဲ့တော်လိုင်းအင်အားစုတွေကတော့2008ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ကနေကျင်းပမဲ့ရွေးကောက်ပွဲဟာ အာနာရှယ်စနစ်ကိုတတ်ဆိုးရှည်အောင်လုပ်ပေးတဲ့အတူရောင်ရွေးကောက်ပွဲဖြစ်သတ်မှတ်ထားကြပါလိမ့်။မောခမာ အုပ်စုဝင်ဝတန်းနဲ့မွန်လူငယ်တွေကလည်းစစ်ကော်မရှင်ကျင်းပမဲ့ရွေးကောက်ပွဲဟာနိုင်ငံတော်ဝန်ပြည်သူတွေလိုလားတောင်းတတဲ့ Federal ပြည်ထောင်စုတည်ဆောက်ရေးနဲ့လုံးဝဆန့်ကျင်နေတယ်လို့သဘောထားထုတ်ပြန်ကန့်ကွက်ထားပါလိမ့်။နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်။ မ်ဘောဒီးယားနဲ့ရန်လုံမှုတွေရှိနေသေးပဲလို့ထိုင်းပြောလိုက်ပါတယ်။ဒီအကြောင်းကိုတော့ဘဘက်ကပြပြပေးထားပါရရှင်။မြေမြုံမိုင်းပောက်ကွဲမှုကြောင့်ထိုင်းစစ်သားတွေထိခိုက်ခဲ့ပြီးငင်းချင်းရေးသဘောတူညီမှုကိုထိုင်းဘက်ကဆိုင်းငံ့ထားခဲ့ပြီးနောက်ရန်လုံမှုအခြေအနေတွေရှိနေသေးပဲလို့ထိုင်းစစ်တပ်ကနိုဝင်ဘာလ17ရက်မှာပြောလိုက်ပါတယ်။ဇူလိုင်လကလူ40ကျော်တိဆုံးခဲ့တဲ့နေဆက်တိုက်ပွဲတွေအပြီးရေရှည်တည်တဲ့မဲ့ငင်းချင်းရေးဆောင်ကျင်းပေးဖို့မျှော်လင့်ထားတဲ့အဲ့ဒီသဘောတူညီမှုအတွက်ဂတိတည်ထားဆဲဖြစ်တယ်လို့ကမ္ဘောဒီးယားကပြောပါတယ်။ ဒါပေမဲ့ကမ္ဘောဒီးယားကမြေမြုပ်မိုင်းတွေရှင်းလင်းမှုပြက်ကွက်နေကြောင်းထိုင်းအရာရှိကပြောပါတယ်။အဲ့ဒီသဘောတူညီမှုကိုထိုင်းကငြိမ်းချမ်းရေးသဘောတူညီမှုလို့ခေါ်ဆိုဖို့ညင်းဆိုခဲ့ပါတယ်။ဒါပေမဲ့နိုဝင်ဘာလ10ရက်သတင်းစာရှင်းလင်းပွဲမှာလုံခြုံရေးအန္တရာယ်အမှန်တကယ်ရော့ပါမသွားဘူးလို့ထိုင်းအရာရှိတွေကပြောထားပါတယ်။ ကမ္ဘောဒီးယားနယ်စပ်အနီးကင်းလဲ့နေတဲ့ထိုင်းစစ်သားတွေမိုင်းငင်းမိပြီးစစ်သားတအုပ်ခြေတော်တစ်ဖက်ပြတ်သွားကြောင်းထိုင်းသတင်းကဖော်ပြထားပါတယ်။တနိုင်ငံနယ်စပ်အငင်းပွားမှုကိုကင်တွယ်ဖြေရှင်းပုံနဲ့ပတ်သက်လို့ထိုင်းဝန်ကြီးချုပ်ပေးသွန်းထန်းရှင်နာဝါထရာထုတ်ပယ်ခံရပြီးထိုင်းနိုင်ငံမှာရှိတဲ့ကမ္ဘောဒီးယားရွှေ့ပြောင်းအလို့သမားအများအပြားလဲမိခင်နိုင်ငံတို့ပြန်သွားခဲ့ကြပါတယ်။ဒီပြဿနာကရေရှည်ဆက်ရှိနေအောင်မှဖြစ်ကြောင်းစောက်ကြည့်သူတွေက ပြောကြားထားကြပါတယ်။ ညူဒေလီဘုံကွဲမှုနောက်ွယ်ကလူတွေကိုချမ်းသာပေးမှာမဟုတ်ဘူးလို့အိန္ဒိယဝန်ကြီးချုပ်ပြောလိုက်ပါတယ်ရှင်။ဒီအကြောင်းကိုတော့ဝိုင်းနေကတင်ဆက်ပေးထားပါတယ်။အိန္ဒိယနိုင်ငံမြို့တော်ညူဒေလီမြို့နီးကားဘုံဖောက်ခွဲပြီးတိုက်ခိုက်မှုကြောင့်လူရှိဦးသေဆုံးခဲ့ပြီးရနောက်အခုလိုတိုက်ခိုက်လိုက်တဲ့လူတွေကိုချမ်းသာပေးမှာမဟုတ်ကြောင်းအိန္ဒိယဝန်ကြီးချုပ်နရင်ဒရာမိုဒီကနိုဝင်ဘာ၁၀ရက်မှာပြောလိုက်ပါတယ်။မီပွိုင်းနေနေတဲ့အချိန်မှာဖြည်းဖြည်းလေးရက်လာတဲ့ကားတစ်စီးကနိုဝင်ဘာ17ရက်ညနေ9:62မိနစ်မှာဖောက်ခွဲလိုက်တာဖြစ်ကြောင်း နယူးဒီလီရဲတပ်ဖွဲ့ကပြောပါရီပောက်ကွဲမှုဖြစ်ရတဲ့အကြောင်းရင်းကိုအိန္ဒိယဆီကတည်ဝင်ထုတ်ပြန်ထားတာမရှိသေးပါဘူးအိန္ဒိယရာရှိတွေကပောက်ကွဲမှုနဲ့ပတ်သက်လို့ဖြစ်နိုင်ခြေအလုံးကိုစုံစမ်းစစ်ဆေးနေတယ်လို့ပြောထားတာကြောင့်ပါကစ္စတန်ပါဝင်နေတဲ့ဖောက်ခွဲမှုလားဆိုတာကိုလည်းစုံစမ်းစစ်ဆေးနေတယ်လို့သိရပါတယ်။ပောက်ခွဲမှုဖြစ်ပေါ်ရတဲ့အကြောင်းရင်းတိုင်းကိုမိမိတို့စုံစမ်းစစ်ဆေးနေတယ်လို့အိန္ဒိယပြည်ထောင်စုဝန်ကြီးအမစ်ရှာဟာကပြောပါတယ်။အဲ့ဒီပောက်ခွဲမှုဖြစ်ပေါ်ရဒေတာနဲ့18ရာစုခေတ်ခံတန်းကြီးဟာ

ဒီကနေ့မြမစံတော်ချိန်ညနေ9:00နာရီအချိန်တိုင်းထွားချက်တွေအရမြမနိုင်ငံတောင်ပိုင်းဒေသတွေမှာတိမ်အနှဲငယ်ဖြစ်ထွန်းနေပြီးကြံဒေသတွေမှာတော့တိမ်ကင်းစင်သလောက်ရှိနေတာကိုတွေ့ရပါတယ်။တောင်ပိုင်းစွန်းဒေသတွေမှာနေရာကွက်ကြောင်မိုးရွာသွန်းနေခဲ့တာကိုမိုးလေဝသဂျိုဒူပုံရိပ်တွေမှာတွေ့မြင်ခဲ့ရပါတယ်ရှင်။မနက်ဖြန်အတွက်ခမ်းမန်းချက်ကတော့ကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အထင်အထင်ဖြစ်ထွန်းနိုင်ပါတယ်။တနင်္လာရီကံရိုးတဲ့မြဝကျွန်းပေါ်ဒေသတွေနဲ့မုတ်တမခွေဘက်တို့မှာ လေဟာအနောက်အနောက်တောင်ဘက်ကနေတနအင်း9မိုင်မှ10မိုင်ခန့်အထိတိုက်ခတ်နိုင်ပြီးလိုင်းအသင်သင်ရှိနေပါတယ်။ရခိုင်ကမ်းရိုးတန်းမှာလေဟာအရှိအရှိတောင်ဘက်ကနေတနအင်း9မိုင်မှ10မိုင်ခန့်အထိတိုက်ခတ်နိုင်ပြီးလိုင်းအသင်သင်ရှိနေပါတယ်ရှင်။ကရင်ပြည်နယ်၊ကရင်ပြည်နယ်နဲ့တနင်္သာရီတိုင်းတို့မှာနေရာကျဲကျဲမှနေရာကွက်ကြားမိုးရွာသွန်းနိုင်ပြီးကြံဒေသတွေမှာတော့အများအားဖြင့်သားရနိုင်ပါတယ်။စကိုင်းတိုင်း၊မန္တလေးတိုင်း၊မကွေးတိုင်း၊ကချင်ပြည်နယ်၊ရှမ်းပြည်နယ်မြောက်ပိုင်း ချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာမြို့ထူများကြဆင်းနိုင်ပါတယ်ရှင်။အမြင့်ဆုံးအပူချိန်တွေအနေနဲ့မော်လမြိုင်မြို့နဲ့ဒဝယ်မြို့တို့မှာ38ဒီဂရီစင်တီဂရိတ်စီ၊ဖမ်းယံမြို့မှာ30ဒီဂရီစင်တီဂရိတ်အသီးသီးစီရှိနိုင်ပါတယ်။မြန်မာတပီလုံးမှာခရမ်းလွန်ရောင်ကြီးအညွန်ကိန်းဟာအလွန်မြင့်မားတဲ့အဆင့်မှာရှိနေနိုင်တယ်လို့လည်းခန့်မှန်းရရှိပါတယ်။ဒီမိုးလေးဝသအစီအစဉ်ကိုတော့အမျိုးသားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာဝန်ကြီးဌာနနဲ့ဝန်ကြီးတော်ကွန်မတိုကနေရယူဖော်ပြတာဖြစ်ပါရဲ့ရှင်။ ။တန်လွင်ထိုင်းမြေညနေခင်းနောက်ဆုံးရသတင်းထုတ်လွှင့်မှုအစီအစဉ်ကိုချစ်ရှုခံစားခဲ့ရတာပါ။တန်လွင်ထိုင်းမြေသတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တန်လွင်ထိုင်း Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။